အန်စတာရန်လေးစိတ်ကိုရောက်ခဲ့ရင်ထူးဆန်းတဲ့ဒီနာယီကြီးကိုလိုက်ရှာကြည့်လိုက်ပါအဲ့ဒါကတော့နာယီတန်းမှာလူတစ်ယောက်ပိတ်မိနေတဲ့ပုံစံကြီးဖြစ်ပါတယ်ဒီလူကဒီအတိုင်းပိတ်မိနေခဲ့တာတော့မဟုတ်ပါဘူးပြစ်ဒဏ်နဲ့ပိတ်မိနေခဲ့တာပါအဲ့ဒီအတွက်အလုံလဲလုံနေရပါသေးတယ်နာယီတဲကလူကတမိနစ်ပြေတိုင်းနာယီလက်တံတွေကိုဖျက်လိုက်ပြင်လိုက်လုံနေရတာပါဒီလူကအလုံလုံတဲ့နေရာမှာတော့တိကျလွန်ပါတယ်ထူးဆွဲလိုက်တဲ့လက်တံတွေကလည်းစံတော်ချိန်နဲ့ကွက်တိကြီးပါပဲသူကနားချိန်အောင်မယူဘဲမယင်မနာအလုံလုံပါတယ် ခီးသွားတွေကလည်းလင်းရင်ခီးစင်ကိုစောင့်နေရင်ဒီနာယီကိုပဲပြင်းပြင်းနဲ့ကြည့်နေခဲ့ကြတာပါဒီလိုနဲ့ဒီလူကပျော်ပြေးသမားလိုတောင်ဖြစ်လာခဲ့ပါတယ်တကယ်တော့ဒီနာယီထဲမှာလူအစ်စ်ရှိနေခဲ့တာတော့မဟုတ်ပါဘူးနောက်ပြီး AI နဲ့လှုပ်ထတာလည်းမဟုတ်ပါဘူးဒါပေမဲ့နာယီလက်တံတွေကိုတော့လူအစ်စ်ကပြက်လိုက်ပြင်းလိုက်လုံးနေခဲ့တာပါ ကြားရတာနားလျှောက်သွားတယ်ဆိုရင်တော့ရှင်းပြပေးပါမယ်တကယ်တော့ဒီမြင်ကွင်းကို12နာရီကြာဗီဒီယိုရိုက်ထားပြီးထုတ်လွှင့်ပေးနေခဲ့တာဖြစ်ပါတယ်စံတော်ချိန်နဲ့ကိုက်အောင်ဒီပြမှုတွေလည်းလုပ်ခဲ့ရတာပါမဟုတ်ရင်လူတယောက်ဂျာမျိုးကအမားရွံ့မရှိဘဲတနင်္လာတောင်းတော့နိုင်မှာမဟုတ်ပါဘူးအဆုံးနဲ့ချစ်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်